အားလုံးမင်္ဂလာပါခင်ဗျာပုံမှန်တင်နေတဲ့အကြောင်းအရာတွေကိုခဏရပ်ထားပြီးဒီနေ့မှာတော့ငလင်းနဲ့ပတ်သက်တဲ့အသိပညာလေးတွေကိုတင်ဆက်ပေးကြပါရခင်ဗျာ မနေ့က30ရက်နေ့တရက်တည်းမန္တလေးမြို့မှာငလင်း3ချိန်လှုပ်ခတ်ခဲ့ပါတယ်ငလင်းရဲ့တဘောအရဆိုရင်တော့ငလင်းတွေရက်မသွားမချင်းပြန်အား7ဘန်းတက်မှ7ဘန်းရှိတဲ့မန္တလေးငလင်းကိုပင်မငလင်းလို့မပြောနိုင်သလိုအခုလှုပ်နေတဲ့ငလင်းတွေကိုလည်းရှေ့ပြေးငလင်းတွေလားနောက်လိုက်ငလင်းတွေလားဆိုတာဘယ်ပညာရှင်ကမှ တက်အတေချာမပြောနိုင်နေပါဘူးအားလုံးသတိရှိကြဖို့နဲ့နုံနုံကြကြနေကြဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ7တက်မှာ7ရှိတဲ့မန္တလေးငလင်ရဲ့နောက်ပိုင်း3ရက်အတွင်းမှာမြန်မာနိုင်ငံအတွင်းမှာဖိုးတက်တမဖိုက်တဲ့အထက်ငလင်ပေါင်း14ကျင်းလှုပ်ခတ်ထားတာကိုဝန်းနေစွာတွေ့ရှိခဲ့ရပါတယ်ခင်ဗျာငလင်ကပြက်ရွေအတွင်းနေရာတကျအောင်ထိလှုပ်ခတ်နိုင်တာမို့7တက်မှာ7ရှိတဲ့မန္တလေးငလင်ကိုပင်မငလင်ကြီးလို့မပြောနိုင်တယ်လို့ လက်ရှိအခြေအနေလှုပ်ခတ်နေတဲ့ငလင်တွေကိုလည်းရှေ့ပြေးငလင်တွေလားနောက်လိုက်ငလင်တွေလားဆိုတာဘလို့နည်းပညာနဲ့မှတက်အပ်သေးကြမတိနိုင်ကြလေးပါဘူးခင်ဗျာစကိုင်းပြည့်ရရဲ့ဖြစ်တည်နေပုံအရဆိုရင်ငလင်ဟာအမြဲတမ်းဖြစ်ပေါ်နိုင်ပြီးဘယ်အချိန်ဘလောက်အင်အားပြည့်မယ်ဆိုတာဘယ်ပညာရှင်ကမှကြိုတင်ခန့်မှန်းလို့မရနိုင်ပါဘူးဒီပြည့်ရတစ်လျှောက်မှာငလင်ကြီးတွေဟာနှစ်ကာလတစ်ခုကြာတဲ့အထိရက်တန့်သွားတဲ့အချိန်မှာဘယ်ငလင်ကတော့ပင်မငလင်ဘယ်ငလင်တွေကရှေ့ပြေးငလင် ဘင်္ဂလင်တွေက နောက်ဆက်တွဲငလင်ဆိုပြီးအုတ်စုခွဲနိုင်မှာပါမြန်မာနိုင်ငံမှာဒီစကိုင်းပြည့်ပြည့်ကြောင်းအင်အားစစ်တပ်တွေမှဖိုက်နေအထက်ရှိတဲ့ငလင်ကြီးတွေဟာခုနှစ်ကြိမ်အထိလှုပ်ခတ်ခဲ့ပါတယ်1836ခုနှစ်မှာအိတ်တပ်တွေမှ0ရှိတဲ့အင်းဝငလင်1906ခုနှစ်ဩဂတ်လ31ရက်နေ့မှာ7တပ်တွေမှ0ရှိတဲ့ပန်းတောင်းငလင်1908ခုနှစ်မှာအင်အား7တပ်တွေမှ5ရှိတဲ့ပန်းတောင်းငလင် 1929ခုနှစ်1932ခုနှစ်အတွင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်ဆက်တွေဖြစ်တဲ့ဩဂတ်စ်လမှာအင်အား7တက်တမ0ရှိတဲ့နေပြည်တော်ငလင်မေလ9ရက်နေ့မှာအင်အား7တက်တမ5ရှိတဲ့ဗကိုးငလင်ဒီဇင်ဘာ4ရက်နေ့မှာအင်အား7တက်တမ3ရှိတဲ့ပြည်ငလင်1930ခုနှစ်မှာအေယာဝတီတိုင်းငလင်အင်တော်ကြီးငလင်ပြည်ငလင်1946ခုနှစ်စတေမာလာ12ရက်နေ့မှာမန္တလေးငလင် 2022ခုနှစ်အင်အားစစ်တပ်မှအရှိတဲ့ရွှေဘုံငလင်း2025ခုနှစ်စက်တင်ဘာ28ရက်နေ့မှာအင်အား7ဘန်းတပ်မှ7ဘန်းရှိတဲ့မန္တလေးငလင်းဆိုပြီးငလင်ကြီးတွေလှုပ်ခတ်ခဲ့ပါတယ်ခင်ဗျာမန္တလေးငလင်းဖြစ်စေတဲ့သခိုင်းပြည့်ပြည့်ပေါ်မှာဆိုရင်ဘယ်လိုအကြီးရွေးမြင့်တဲ့အစာဦးမှာမခံနိုင်ဘူးဆိုတာကိုလည်းသိထားကြဖို့လိုပါတယ်ခင်ဗျာပြည်သူပြည်သားတွေ ငလင်အကြောင်းကိုနားလည်မှငလင်ရဲ့ဘေးအန္တရာယ်ကို ဘယ်လိုရှောင်ရှားရမလဲဆိုတာကို နားလည်ကြမှာပါ။ငလင်ဖြစ်ပေါ်လာတဲ့ပုံစံကတော့ကဘာကြီးရဲ့အပေါ်ဆုံးအလွာဟာတမုတ်တရာရေပြင်အပိုင်းမှာဆိုရင်၄မိုင်ကနေ၆မိုင်လောက်အထိအထူးရှိပြီးကုန်းတွင်းပိုင်းမှာဆိုရင်တော့မိုင်20ကနေမိုင်40လောက်အထိ အထူးရှိနေတတ်ပါတယ်။အပေါ်ရမြေသားတွေမှာတစ်ဆက်တည်းရှိနေတယ်လို့ထင်ရပေမဲ့တကယ်တော့အပိုင်းပိုင်းကွဲအပ်ပြီး တူအပိုင်းနဲ့တူရွေးရှားနေကြတာပါ။ လက်ရှိမြန်မာနိုင်ငံတည်နေတဲ့ကဘာမြေကြီးရဲ့အပေါ်ယံလွှာမှာမြေလွှာတူကြီးဟာအစိပ်ပိုင်းကြီး၃ပိုင်းကွဲအပ်နေတာပါအနောက်ဘက်မြေလွှာတူကြီးကိုအိန္ဒိယပလေးလို့ခေါ်ဆိုပြီးအလဲပိုင်းမြေလွှာတူကြီးအပိုင်းကိုဘာမာမိုက်ခရိုပလေးလို့ခေါ်ပါတယ်အရှိတ်မြေလွှာတူကြီးအပိုင်းကိုတော့ယူရေးရှားပလေးလို့ခေါ်ကြပါတယ်အဲ့ဒီ၃ခုထဲမှာရှိတဲ့ဘာမာမိုက်ခရိုပလေးနဲ့ယူရေးရှားပလေးနှစ်ခုဆက်ဆက်နေတဲ့နေရာကိုသခိုင်းပြက်ရည်လို့ခေါ်ပြီးမြန်မာနိုင်ငံအလဲတက်တဲ့လောက်ကို ကန့်လန့်ကြီးဖြစ်နေပါတယ်။အဲ့ဒီစကိုင်းပြည့်ရွေဟာကီလိုမီတာ1200ကျော်ရှည်လျားပြီးလူနေထူထပ်တဲ့မန္တလေး၊ရမဲတင်၊ပြည်မနာ နေပြည်တော်တောင်ငူပဲခူးမြို့ကြီးတွေကိုဖြတ်ပြီးမုဒ္ဒမပင်လယ်ကွေတဲ့အထိဖြစ်ပါတယ်။ဘာမမိုက်ခရိုဗလိတ်လို့ခေါ်တဲ့မြေလွာတူကြီးဟာအရှိမြောက်ဘက်ကိုမျက်နှာမူပြီးတနစ်ကို31ကနေ35မီလီမီတာအထိရွေ့ရှားနေတာပါ။အရှိပိုင်းကယူရီရှားပလိတ်လို့ခေါ်တဲ့မြေလွာတူကြီးဟာလည်း အရှိတောင်ဘက်ကိုမျက်နှာမူပြီးတနစ်ကို37ကနေ40မီလီမီတာထိစန့်ကျင်ဘက်ရွေးရှားနေကြတာပါအဲ့ဒီမြေလွာသူကြီးနှစ်ခုဟာဖြည်းဖြည်းချင်းပုတ်တိုက်ရွေးရှားနေချိန်မှာ ပြဿနာမရှိပေမဲ့တခါတလေမှာသူတို့နှစ်ခုရဲ့အပြန်အလှန်ဆွဲအားကိုခံနိုင်ရုံပြီးပြတ်ထွက်သွားတဲ့အခါမျိုးတွေမှာ ရုပ်တရက်ပုံမှုလှုပ်ရှားမှုပို့ပြီးတော့တုံခါမှုတွေဖြစ်သွားတတ်ပါတယ်အဲ့ဒီလိုဖြစ်သွားတဲ့အခါမျိုးတွေမှာငလင်လှုပ်တယ်ဆိုပြီးဖြစ်လာတာပါပဲ။ အရိကဆွဲအားဖြစ်စေတဲ့ဗဟုချက်မှာမြေပြင်နဲ့ဝေးရင်အင်အားနေပြီးမြေပြင်နဲ့နီးလာရင်တော့အင်အားပိုပြင်းပြီးဖြစ်အားကလည်းပုံမှုပြင်းထန်ပါတယ်။ဒါကြောင့်လဲမြေရာတူကြီးနှစ်ခုရဲ့အဆက်ပေါ်မှာရှိနေတဲ့မြန်မာနိုင်ငံဟာငလင်ခဏခဏလှုပ်ခတ်ခြင်းနဲ့ကြုံတွေ့ရတာပါ။ဒီနေ့ကမှဖြစ်ခဲ့တဲ့7တတမ7ဘန်းရှိတဲ့မန္တလေးစကိုင်းငလင်ဟာလည်းအရိကဆွဲအားဖြစ်စေတဲ့ဗဟုချက်မှာမြေပြင်နဲ့ပိုနီးစပ်သွားတဲ့အတွက်ငလင်လှုပ်ခတ်အားဟာလည်း ပြင်းထန်ခဲ့ရပြီးဖြစ်အားနဲ့အပျက်စီးဟာလည်းပုံမှုများပြားလာခဲ့ရတယ်လို့ယူဆရပါတယ်ခင်ဗျာစကိုင်းပြည့်ရကြီးတလျှောက်မှာတော့မြေအောက်ပိုင်းမိုင်40အနက်အထိဘယ်နေရာမှမဆိုအင်အားမြင့်နေထိတွေ့ပွတ်တိုင်မှုတွေဖြစ်ပေါ်နေနိုင်ပြီးနေရာတိုင်းမှာလည်းငလင်ရဲ့ဗဟုချက်မှတွေဖြစ်ပေါ်နိုင်ပါတယ်စကိုင်းပြည့်ရတလျှောက်လုံးမှာငလင်ဟာဆင်ဆက်မပြတ်ဖြစ်ပေါ်နေပြီးအင်အားပမာဏ ਨੇ များပေါ်မူပြီးလူတိမတိဆိုတာပဲကြွာချသွားတာပါစကိုင်းပြည့်ရကို ငလင်ပြည့်၍စူပါအဝေးပြေးလမ်းမကြီးလို့တက်မှတ်ထားကြသလိုဒေါင်လိုက်တုံခါလိုင်းထက်ပုံမြန်တဲ့အင်မတန်ဖြတ်အားပြင်းတဲ့ငလင်တွေကိုဖြစ်စေနိုင်တယ်လို့လည်းတက်မှတ်ထားကြပါတယ်မြင်းပြောင်ဆန်ဆန်ပုံတံဖြစ်နေလို့ကဘာပေါ်မှာအရှိလျားဆုံးပြည့်၍ကြီးဖြစ်နေခဲ့ပါတယ်မြေလွာလူကြီးနှစ်ခုရဲ့ဆက်ကြောင်းဟာဖြောင်တန်းနေသလိုဖြစ်နေတဲ့အတွက်ဖြတ်အားဟာလည်းပုံမူပြင်းထန်စေနိုင်ခဲ့တာပါဒါကြောင့်ငလင်လောက်ကနေချင်းအတွင်းမှာစကိုင်းပြည့်၍ကြီးတစ်လျှောက်လုံးမှာ စင်တီမီတာအနည်းငယ်ကနေမီတာ၁၀ခန်းအထိမြေကြီးတွေကွဲအပ်တာပြတ်တော့ကျွန်ကြတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်ဘလုခိမီနည်းပညာနဲ့စောက်လုပ်ထားတဲ့အဆောက်အဦးကိုမဆိုအဲ့ဒီလိုမြေကြီးကျွန်ကြတာမျိုးကိုခံနိုင်ရင်မရှိနိုင်ပါဘူးဒါကြောင့်စကိုင်းပြည့်ရဲ့တလျှောက်ကို မြေပြင်မှာတိုင်းတာပြီးစောင့်ကြည့်နေဖို့လိုအပ်လာပါပြီစကိုင်းပြည့်ရဲ့ဟာကမ္ဘာပေါ်မှာလူအများဆုံးကိုတည်ကြည်ပျက်စီးနိုင်တဲ့ငလင်ရဝန်းရေးရာကြီးဆိုတာကိုလည်းမြန်မာပြည်သူတွေ သတိထားဖို့လိုကြပါပြီအချင်းချင်းကူညီပေးကြပါခင်ဗျာ အချင်းချင်းဖေးမပေးကြပါမိလျံတွေအချင်းချင်းကြားကဖိနစ်ငတ်တကောင်လိုထပြန်လာခဲ့တဲ့မန္တလေးဟာဒီတစ်ချိန်မှာလဲအင်အားအပြည့်နဲ့ပြန်သက်လာနိုင်အောင်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်ခင်ဗျာဒီငလင်ချင်းတဲ့အတူအတက်ပေါင်းများစွာ ပြည်သူလူထုတွေရဲ့အိုးအိမ်ပေါင်းများစွာပျက်စီးခဲ့ရတယ်လို့ကျွန်တော်တို့လူမျိုးကျွန်တော်တို့နိုင်ငံရဲ့အမျက်သနို့တန်ဖိုးထားရတဲ့ တမိုင်းအမွေနဲ့များစွာကိုလည်းဆုံရှုံနှစ်နာခဲ့ရပါတယ်လက်ရှိအခြေအနေမှာတော့လူတွေကိုယ်တိုင်အရင်ကဲထုတ်ရမှာပါရှင်အောင်အမွေနဲ့ရှင်အောင်အစာအုပ်တွေအတွက်လုတ်တင်တာကတော့အကောင်းဆုံးကတော့ဖျားပြူကြောင်းပြူဇရက်ပြူတွေကိုဘာမှမလုတ်ပါနဲ့ဦးရှင်အောင်အစာအုပ်တွေဟာ ပြူတဲ့နောက်ပြူကြပြီးပြီဆိုရင်ကြံတဲ့အပိုင်းတွေဟာခိုင်ခန့်နေရတယ်လို့ပြောလို့ရပါတယ်။မိနေတာထောက်နေတာအပြိုပြက်ပစ္စည်းတွေနဲ့ပြည့်ညက်နေတာတွေရှိတတ်ပါတယ်။ ဘာမှမလုံနိုင်နေရင်တော့ဒီအတိုင်းထားလိုက်တာကအကောင်းဆုံးပါပဲနောက်ထပ်လဲငလင်တွေလာနိုင်နေတဲ့အတွက်သွားရှင်းလိုက်တာကလူအတွက်ရောအဆောက်အဦအတွက်ရောအန္တရာယ်ပိုများပါတယ်လှုပ်တင်တာကတော့အပြက်စီးပုံတွေနာကိုလူတွေကလေးတွေဝင်မလာနိုင်အောင်ယာယီကာယံထားတင်ပါတယ်သတိပေးဆိုင်မုတ်လေးတွေကိုထောင်ထားတင်ပါတယ်ဒုတိယအဆင့်အနေနဲ့ကတော့ပြိုကျပျက်စီးနေတဲ့အဆောက်အဦဖျားပထူចောင်းစီရဲတွေကိုအရှိနောက်တောင်မြောက်စတဲ့ပြင် အရက်လေးမျက်နှာကနေမှတ်တမ်းတင်ထားပေးပါ။သတင်းပြန်လို့ရမယ့်နေရာဆိုရင်တော့ကောင်းကင်အမြင့်ဓာတ်ပုံက အရေးကြီးပါတယ်။ဒီလိုမှတ်တမ်းဓာတ်ပုံတွေကနေဘယ်နေရာပြူတယ်၊ဘယ်နေရာကြံ့တယ်စတဲ့အားနည်းချက်အားဓာချက်တွေရှာလို့ရပြီး ပြုပြင်ရေးအလုပ်တွေမှာအင်မတန်အသုံးဝင်လာပါတယ်ခင်ဗျာ။အရက်ရှစ်မျက်နှာနဲ့အပေါ်စည်းပုံတွေရိုက်ပြီးရင် အနီးကပ်ပုံတွေနဲ့မှတ်တမ်းတင်နေပါတယ်။ချင်းနေရုပ်ထုအနုလက်ရာပြတ်တဲ့စတဲ့ဖြင့်မှတ်တမ်းတင်ထားစေချင်ပါတယ်။ ကျုပ်ပြက်နေတဲ့အရာတခုတည်းမဟုတ်ပဲဘယ်နေရာကကျလာတယ်ဆိုတာကိုပါရှာဖွေမှတ်တမ်းပြုထားစေချင်ပါတယ်။ငလင်ပြင်းရင်မိုးရွာတတ်ပါတယ်။ရှေဟောင်းပစ္စည်းရှာဖွေလူတွေလည်းလာတတ်ပါတယ်။စေရေးပကြီးစတဲ့ရှေးပစ္စည်းအကျိုးပဲတွေကိုယာယီစနစ်တကျတိန်းစီထားဖို့အထူးလိုအပ်ပါတယ်။ရှေဟောင်းအစာအုပ်ပြက်ကိုရှင်းတော်မယ်ဆိုရင်အ ਨੇ ဆုံးငလင်လုတ်ပြီး14ရက်ဆောင်ပြီးမှလာရှင်းလင်းတင်ပါတယ်။မရှင်းလင်းခင်အချိန်မှာအုပ်ပုံတွေကိုဘယ်နေရာထားမလဲ။ အကျိုးပဲတွေကိုဘယ်နေရာထားမယ်အခြားပစ္စည်းတွေကိုဘယ်နေရာမှာထားမယ်စသဖြင့်နေရာချဖို့အရေးကိုကြိုတင်စီမံပြီးမှရှင်းလင်းရေးတွေဆောင်ရွက်တက်ပါတယ်အကျိုးပဲပစ္စည်းတွေဟာပုံပြီးပျက်စီးနိုင်တဲ့အတွက်ဟိုရွှေ့ဒီရွှေ့မလို့ပဲစီစဉ်တကျလှုပ်ထားတဲ့နေရာကိုဒါတခါတည်းရွှေ့ထားတက်ပါတယ်ခုလောလောဆယ်တိမ့်စီထားပြီးရင်ဓာတ်ပုံစည်ရင်ပစ္စည်းစည်ရင်စနစ်တကျမှတ်တမ်းပြုစုထားတက်ပါတယ်စည်ရင်အင်္ဂလိပ်ပန်းနဲ့အနုစိတ်လက်ရာတွေ မွားစာကျဲနေရင်တော့တခုချင်းကောက်ထည့်ဖို့မလွယ်ပါဘူးပြန်ဆက်ဖို့ရာကလည်းမလွယ်ကူဖြစ်နေတတ်ပါတယ်ဒါမျိုးဆိုရင်တော့ Cornice Plaster လောင်းပြီးစူးစီးပုံတွင်းပြဖို့လိုပါလိမ့်မယ်ပညာရှင်ရှိဖို့လည်းလိုပါလိမ့်မယ်အတွေ့အကြုံရှိဘူးတဲ့လူမျိုးလည်းလိုကောင်းလိုပါလိမ့်မယ်ခင်ဗျာပြည်သူပြည်သားများအားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေခင်ဗျာ